ာပါရှင်ကျွန်မကတော့ KK ပါ DPP ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအကစားသတင်းတွေကိုလည်းခြူစားကြားမှာပါရှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာသူ့ကိုအာဏာသိမ်းစစ်တပ်ကပုံမှန်905ခခွေနဲ့တရားဆွေးဆို ခဲ့တဲ့အကြောင်းအရင်းကိုတရားဆွေးဆိုကြောင်းပြောဆိုပြီး၃လနေပါအကြမ်းမှတိခေရရဲလို့ထွက်ပေါ်လာတဲ့တရားရုံးထွက်ဆိုချက်တဲ့အရာသိရပါတယ်။ ူကိုရာဇသက်ကြီးဥပဒေပုံမှာ905ခါခွင်နဲ့တရားစွဲဆိုထားရလို့ဇဘူတိတရားရှင်က2021ခုနှစ်မက်လ1ရက်နေ့ကအွန်လိုင်းကကြားနာခဲ့တဲ့တရားခွင်မှာပြောဆိုခဲ့ပေမဲ့ဘာကြောင့်စွဲဆိုခဲ့ရလဲဆိုတာကိုတော့မပြောခဲ့ပါဘူး။ အွန်လိုင်းကလုတ်တဲ့နောက်ထပ်ကြားနာပွဲတစ်ခုမှာရဲအရာရှိတယောက်က NLD ပါတီထုတ်ပြန်ချက်ကြောင့်လို့ပြောဆိုခဲ့ပေမယ့်အသေးစိတ်ကိုမသိရှိရခဲ့ပဲ2020တခုနှစ်မေလကုန်ခါနေ့မှာလုတ်ခဲ့တဲ့တရားရုံးထုံးမှာသူ့ရဲ့ရှင်းလင်းတွေကပြောမှသိခဲ့ရတယ်လို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်မှာပါရှိပါတယ်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုအာနာသိန်းစစ်ကောင်စီကပုံမှန်905ခောက်ခွေအပါအဝင်အမှုပေါင်း16ခုနဲ့တရားစွဲဆိုခဲ့ပြီးထောင်ဒဏ်33နဲ့ချမှတ်ထားတာပါ။ သူကိုတည်တဲ့လို့ဝဲနေရာတစ်ခုမှာချုပ်နှောင်ထားပြီးလုံခြုံရေးကင်မရာတွေကလည်းအစဉ်၂၄နာရီစောင့်ကြည့်နေလို့ CDM တွေပအဝင်ဖွဲ့စည်းထားတဲ့ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအများသိရပါတယ်အဲ့ဒီထုတ်ပြန်ချက်ပါအချက်အလက်တွေကိုတည်င်းပေးတွေစီကရရှိခဲ့တာလို့ပြည်သူ့ရင်ခွင်ကဆိုပါတယ်လူထုကောင်းဆောင်ဟာအကျဉ်းထောင်ထဲမှာစာဖတ်တာတရားထိုက်တာတွေပြုလုပ်နေပြီးနေလေစာကိုထမင်းနှစုံဟင်းနဲ့ကိတ်နေနေပဲစာရဲလို့အဲ့ဒီထုတ်ပြန်ချက်မှာပါရှိပါရဲ့ရှင် ရန်ကုန်တိုင်းလိုင်းသားရမြို့နယ်မှာရဲတွေကိုပစ်ခတ်ပြီးကိထုတ်တော့တဲ့မစုံပွင့်လိုင်းနဲ့ပစ်ခတ်သူတွေကိုပြန်လည်ဖမ်းဆီးမိပြီလို့စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေကဒီကနေ့ဇူလိုင်လ2ရက်နေ့မှာဖော်ပြပါတယ်။ ဇလိုင်းလာတရက်နဲ့ညပိုင်းကလိုင်းသားရမြို့နယ်မှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးထားတဲ့မဆုံပွင့်လိုင်းကိုလိုင်းသားရဆေးရုံကိုပို့တဲ့အချိန်သူ့ရေအောင်နေရာကိုပြစ်ခတ်ပြီးကေထုတ်တော်ပြီးတဲ့နောက်တန်လျေမြို့နယ်ဘောတပြေကံကျေးရွာအနီးမှာကားတစ်စီးနဲ့အတူပြန်ဖန်ဆီးမိခဲ့လို့ဆိုပါတယ်မဆုံပွင့်လိုင်းနဲ့ကိထုတ်တော်တဲ့သူတွေကိုလက်တလုံးမှာတလင်းရင်မှာပဲဖန်ထားတယ်လို့ရန်ကုန်ရှေးတက်ဖွင့်တဲ့နေဆက်သူတွေကအတည်ပြုပြောဆိုပါတယ် မစုံပွင့်လိုက်ကိုလိုင်းသားရမြို့နယ်အရှိပိုင်းရေစခန်းမှာအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှာ90ညနဲ့ဖမ်းဆီးထားတာဖြစ်ပြီးအရေးပေါ်နာမကျန်းဖြစ်တဲ့အတွက်စေယုံကိုခေါ်လာတဲ့အချိန်လိုင်းသားရမြို့နယ်ဆက်မှုဇုံနဲ့မင်းကြီးမဟာမင်းခေါက်လက်ထိတ်အယောက်မှာလူနှစ်ယောက်ကပြစ်ခတ်ကေထုတ်တော်တာဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်မှာဒူရှေအုပ်တယောက်ကတနေ့တရားနဲ့တည်ဆုံခဲ့ပြီးအမျိုးသမီးဒူရှေအုပ်ကတော့ပခုံးကြည်ဖောင်းဝင်တရားရရှိခဲ့တယ်လို့သိရပါရဲ့ရှင်။ မင်းဆန္ဒနဲ့အကျင့်အဝန်းပေါ်မူတည်ပြီးရွေးကောက်ပွဲစနစ်ကိုတတ်မှတ်မဲလို့စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေကိုပြောဆိုလိုက်ပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါရဲ့ရှင်အနာဒိစစ်ကောင်စီကဒီနှစ်အကုန်နောက်နှစ်အစပိုင်းမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲမှာကျင့်သုံးမဲ့ရွေးကောက်ပွဲစနစ်ကိုတနိုင်ငံလုံးရဲ့မင်းဆန္ဒနဲ့အကျင့်အဝန်းပေါ်မှာမူတည်ပြီးတတ်မှတ်မဲလို့နေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဖိုရမ်မှာစစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကိုပြောဆိုခဲ့ပါတယ်။လက်ရှိအချိန်မှာတနင်္ဂနွေနေ့အနှံ့မှာတိုက်ပွဲတွေဖြစ်နေတာကြောင့်စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ဘက်ကရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနဲ့အရေးအတွက်ကိုတိတိကျကျထုတ်ပြန်နိုင်ခြင်းမရှိသေးပေမဲ့ရွေးကောက်ပွဲကျင်းပဖို့လိုအပ်တဲ့အရာအလုံးကိုပြင်ဆင်ထားပြီးဖြစ်တဲ့အကြောင်းကိုလည်းပြောဆိုခဲ့တယ်လို့ရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောပါတယ်။ဥပမာတမျိုးနယ်ဟို ဆိုတော့မေဆာနာနဲ့တခုဖြစ်သွားမယ်ဆိုတော့ဒီလိုတော်မှာဆိုတော့ဒါ FTP လို့ကျွန်တော်တို့ကတော့ပြောလို့ရပြီပေါ့လေအဲအခုအမျိုးသားလွတ်တော်မှာတိုင်းနေရာကြီးတခုလုံးကိုမေဆာနာတင်နေတမ်းမလိုက်ပြီးဆိုရင်တော့ဒါတော့ပြည်ရပေါ့ဒါတော့သူတို့ဥရနီးဥရထွက်လာရင်တော့လက်တက်ခံကြရတော့မှာပေါ့ဗျာဒီပါတီချုပ်တရားလည်းဒီပြည်ရစနစ်ဆွဲတုန်းကလည်းပါတီတော်များပါခဲ့ကြတာကိုကျွန်တော်တို့ဒီ FTV နဲ့ကလည်းပြည်ရပြောင်းမယ်ဆိုပြီးမှပါတီတွေကိုအခြေခံထားပြီးမှအဲဒီပါတီရဲ့အကြံပြုချက်တွေယူပြီးမှသူတို့ကအခု ကူးတွေတွေရေးဆွဲသွားတာဖြစ်တယ်သူက PR နဲ့တွားမလား FTP နဲ့တွားမလား iOS နဲ့တွားမလားဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီ၃မျိုးကိုသူတို့ဒါပြင်ဆင်ပြီးမှရေးတာထားပြီးဖြစ်တယ်ဆိုတော့ကြောင်းတော့ဒီနိုင်ငံရေးပါတီဘက်ကအကြံပြုချက်တွေပါရှင်းတယ်သူထပ်ဖြည့်ပြီးမှပြင်ဥပဒေပြင်ရချင်းတိုင်ပြီးမှထပ်ဖြည့်လို့ရတယ်ဆိုတော့ကြောင်းလေးတွေသူပြောခဲ့တာရှိပါလိမ့်ကပြီးခဲ့တဲ့ရက်ပိုင်းကနေပြီးတော့မှကျင်းပပြုလုပ်ခဲ့တဲ့ညဉ့်ညဉ့်ရေးဖိုရမ်ဟာယူကော့ပွဲကျင်းပဖို့နဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေကိုအဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပြီး စူနီချပောင်းတရားကျော်ကိုသဘောတူညီမှုရရှိခဲ့တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့အနာသေးစစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကိုတိုင်းဒေသတော်လှန်ရေးအင်အားစုတွေနဲ့စစ်တပ်အနာသိမှုကိုစန့်ကျင်ကြတဲ့တော်လှန်ရေးအင်အားစုတွေနဲ့ရပ်ဖက်အဖွဲ့အစည်းတွေဘက်ကတော့အတိအမှတ်မပြုဘူးလို့ထုတ်ပြန်ထားပါတယ်။အခုလိုစန့်ကျင်ကြတာဟာအနာသိစစ်ကောင်စီဟာနေမြေအများစုကိုထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲလက်လွတ်ထားရသူ လူလူအားလုံးကိုကူစားပြုတဲ့ရွေးကောက်ပွဲပဲဖြစ်တာကြောင့်စန့်ကျင်ကြတာဖြစ်တယ်လို့အမည်မဖော်လို့လဲနိုင်ငံရေးပါတီခေါင်းဆောင်တဦးကလည်းပြောဆိုပါတယ်အနာသိန်းစစ်ကောင်စီဘက်ကနိုင်ငံရေးပါတီထူထောင်ခွင့်ကိုဖျက်သိမ်းခြင်းခံခဲ့ရတဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေတွင်ရမှုဦးမျိုးကျော်ကတော့စစ်ကောင်စီဘက်ကကျင်းပဖို့လှုံ့ဆော်နေတဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးထုတ်ပေါက်ရှာတဲ့ရွေးကောက်ပွဲတစ်ခုထက်မပိုဘူးလို့မှတ်ချက်ပြုပါတယ်မကမာမှုကိုပြောရဲ့ ရွေးကောက်ပွဲလောက်တောင်မှသူတို့ရွေးအခုလုံးမဲ့ကျင်းပမဲ့ရွေးကောက်ပွဲဆိုတာပုံမလာဘူးလေ။ဘယ်နေရာတွေဘလောက်မှကျင်းပမဲ့ဆိုရဲဟာမျိုးကလည်းအမျိုးမျိုးပြောနေကြတယ်ပေါ့လေ။ကျွန်တော်တို့နိုင်ငံမှာနေပြီးတော့ရွေးကောက်ပွဲကျင်းပခဲ့တဲ့အဲအကျဉ်းခါတိုင်းပေါ့ဗျာ။နှုတ်နယ်ပေါင်း330ရှိတဲ့အနေနဲ့300ကျော်ဒီဒီနှုတ်နယ်300ကျော်လောက်ကကိုဒီလိုဒီလိုတော့အကြီးအကဲကိုစားပြီးပြီးတော့ဒီကောက်ပွဲကျင်းပတာခက်တာကြီးကိုကျွန်တော်တို့ အဲ့လိုလေ့လာရှိခဲ့တယ်။အခုကတော့အဲ့ဒီဟာကိုဘယ်လိုနည်းနဲ့မှမိန်နိုင်ခွင့်မရှိဘူး။ဒီလူတွေအကုန်လုံးကိုလည်းကိုစားပြုနိုင်ခွင့်မရှိဘူး။အခုကျင်းပမယ်ဆိုတော့သူတို့လုပ်မယ်ဆိုတော့ရေကောက်ပွဲဟာအနာဒေးစကောက်စီဘက်ကတော့ရေကောက်ပွဲကျင်းပနိုင်မဲ့မဲဆန္ဒနဲ့အရေးအတွက်ကိုအခုချိန်အထိကြီးညာနိုင်ခြင်းမရှိသေးသလိုရေကောက်ပွဲနဲ့ဆိုင်တဲ့ဥပဒေနည်းဥပဒေနဲ့ကျင်းပပြုလုပ်မဲ့ရေကောက်ပွဲစနစ်ကိုလည်းတိတိကျကျထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူးကျွန်တော်အောင်သူပါခင်ဗျာ ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံသားတွေစုဝေးဆန္ဒပြတဲ့နေရာတွေကိုရှောင်ကြရဖို့နဲ့ထိုင်းနိုင်ငံရဲ့လှုပ်ရှားမှုတွေမှာမပါကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ထိုင်းနိုင်ငံမှာဝန်ကြီးချုပ်ရာထူးကနေဆင်ပေဖို့တောင်းဆိုဆန္ဒပြပွဲတွေဖြစ်ပေါ်နေပြီးဝန်ကြီးချုပ်ဖေထောင်ထံကိုရာထူးဆိုင်ငံထားဖို့အခြေခံဥပဒေတရားရုံးကဆုံးဖြတ်ထားရလို့နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေတာပါ။ ဒီအခြေအနေတွေကြောင့်ထိုင်းနိုင်ငံကိုအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့သတိနဲ့နေကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ AUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကဇူလိုင်လ2ရက်နေ့ဒီကနေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာစစ်အုပ်စုကပြည်သူတွေအပေါ်ဖိနှိပ်ရက်စက်တာတွေကြောင့်ထွက်ပြေးခိုလုံလာရတဲ့မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုချင်းချောက်နေကြသူတွေမဟုတ်ဘဲမြန်မာနိုင်ငံအတွင်းအကြမ်းဖက်စစ်အုပ်စုရဲ့အာဏာသိမ်းအကြမ်းဖက်မှုကိုဖိရှားအောင်မြင်ပြီးအမေမြန်မာနိုင်ငံမှာပြန်လည်နေထိုင်ကြမယ့်သူတွေဖြစ်တယ်လို့အယူကြီးအစိုးရကဆိုပါတယ်လက်ရှိမှာတော့မင်းဆောင်မှာမြန်မာတွေကိုနေတိုင်းလိုလိုတင်းတင်းကြပ်ကြပ်စစ်ဆဲဖမ်းဆီးနေလို့မြန်မာအသံအဝိုင်းကပြောပါရဲ့ရှင်။ စစ်ကောင်စီကအစီအစဉ်ကျင်းပခဲ့တဲ့ Peace Forum 2025ဆွေးနွေးပွဲကနိုင်ငံအတွက်တကယ်ရောအလုပ်ဖြစ်နိုင်ပါသလားသူတို့အတိကဆွေးနွေးခဲ့ကြတဲ့ရွေးကောက်ပွဲကရောစစ်တပ်အတွက်ထွက်ပေါက်ဖြစ်လာနိုင်သလားဆိုတာနဲ့ပတ်သက်လို့စိုးသူအောင်ကတရင်ပေးပို့ထားပါရရှင်အနာဒိစကွန်စီကဥဆောင်ပြီးနေပြည်တော်မှာကျင်းပခဲ့တဲ့ Peace Forum 2025ကနေရွေးကောက်ပွဲငြိမ်းချမ်းရေး နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြံပြုချက်ပေါင်း120လောက်ရခဲ့တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်ခန်ကပြောပါတယ်။ပြည်ပခရောကြီးနဲ့အပြစ်ခတ်ရစဲရေးရွေးကောက်ပွဲအောင်မြင်စေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအသွင်ကူပြောင်းရေးကိစ္စနဲ့လူသားစာနာကိစ္စရပ်တွေကိုဆွေးနွေးအကြံပြုခဲ့ကြတယ်လို့ဆိုပါတယ်။ရရှိလာတဲ့အကြံပြုချက်တွေကိုစစ်တပ်ကဖွဲ့စည်းထားတဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ NFPNC ကနေပြန်လည်စစ်ဆေးပြီးမှစစ်ကောင်းဆောင်စီကိုထပ်ပြီးတင်ပြသွားမယ်လို့ဗိုလ်မှူးကြီးဝန်နောက်အောင်ကပြောပါတယ်။ဒီဖိုရန်ကနေရလာတဲ့ဆွေးနွေးချက်တွေကမြေပြင်မှာအမှန်တကယ်အလုပ်ဖြစ်ပါမလား။ဒီကိစ္စရင်းနဲ့ပတ်သက်လို့ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ဒေါ်စောမြရာဇာလင်းကအခုလိုပြောပါတယ်။ဒီကျမတို့အနေနဲ့ပြောနိုင်တာကတော့ NCA ဖြစ်ပါလေချင်းမြောက်မာဆိုလို့ရှိရင်ဒီလိုဖော်ရန်ကြီးတခုကိုဆက်ပြီးတော့မှကျမတို့ ဟိုလောက်ဆောင်ဖို့အတွက်ကိုဟိုဝင်ဝင်လေးလေးနဲ့ NS နဲ့ဒီကောင်ဆောင်များကဂတိကဝတ်တွေပြုတယ်ဒီလိုရထားတဲ့အချက်တွေဟာဆိုလို့ရှိရင်စာရွက်ပေါ်မှာရှိပဲရှိနေမှာမဟုတ်ဘူးဒီရထားတဲ့အချက်တွေကိုကျွန်တော်တို့မူရှိအောင်ပေါ်လို့ဖြစ်အောင်ကျွန်တော်တို့လုပ်ဖို့ခန္ဓာအပြည့်အဝရှိပါတယ်ကျွန်တော်တို့ဂတိမဖြစ်ပါဘူးဆိုတဲ့စကားတွေကိုဒီမှာတို့ဒီလာဒီဆွေးနွေးပွဲပေါ်တိုင်းကိုကြွားရလာကြတဲ့အပြည်ကြီးကပုံပေါ်များအားလုံးကို အခမ်းအနားပြောတာရှိတယ်။ဒါပေမဲ့ဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းကတော့လုပ်ငန်းအပေါ်မှာပဲမူတည်ကြောင်းနဲ့ရုပ်ကော့ပွဲလုပ်တာပဲဖြစ်ဖြစ်ငញ្ញိုင်းဖိုရန်ထပ်လုပ်တာဖြစ်ဖြစ်လက်ရှိဖြစ်နေတဲ့ပြည်ပခါတွေကိုကြော်လွှားနိုင်ဖို့အတွက်ထွက်ပေါက်ရှာတာပဲဖြစ်တယ်လို့သူကဆိုပါတယ်။ဒီဖိုရန်မှာ FPNCC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ဝါအဖွဲ့ UWSA မိုင်းလာအဖွဲ့ NDA SSPP တို့အပါအဝင် DKPA NMSP ADU KNU KNLPC ARB အစရှိတဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပေမဲ့စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေတက်ရောက်တာမတွေ့ရပါဘူး။ကရှင်လွတ်လပ်ရေးတပ်မတော် KNU KNLPC ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကတော့ဒီဖိုရမ်ကိုတက်ဖို့စစ်တပ်ကဖိတ်စာပို့တာမျိုးမကြားမိဘူးလို့ DVV ကိုပြောပါတယ်။ဆက်လက်ပြီးတော့သူကဆွေးနွေးပွဲတွေက ကောင်းမွန်တယ်လို့အုတ်ချုပ်ရဲ့အတွက်ရုပ်ောက်ပွဲကအရေးကြီးတာမှန်ပေမဲ့ 2008အခြေခံဥပဒေပေါ်လာချိန်မှာနိုင်ငံရေးဆွေးနွေးလို့မရခဲ့တဲ့အတွက်ဒီဥပဒေအောက်မှာငြိမ်းချမ်းရေးဖြစ်လာလိမ့်မယ်လို့မယုံကြည်ကြောင်းပြောပါတယ်။ခုလေးပဲရုပ်ပေါ်ပေါ်ပြီးမယ်လွတ်တော်ရှိမယ်လွတ်တော်ဥက္ကဋ္ဌနောက်အဲဒီကလည်းအခုတက်မတော်ပဲပြန်ဖြစ်လာမှာ။ထုံချစ်တဲ့ခြေခံဥပဒေကြံပြင်းတာမရှိဘူးဆိုလို့ရှင်တော့ ကျွန်တော်တို့အတက်ကတော့ငင်းချမ်းရေးဆိုတော့ကျွန်တော်တို့ရတိရထက်တဲ့နိုင်ငံရေးရမှငင်းချမ်းရေးရပါကျွန်တော်ရတိရထက်တဲ့နိုင်ငံရေးခုရေးတယ်လဲရမယ်လို့ကျွန်တော်မယုံကြည်ဘူးဒါကကျွန်တော်ဦးတယောက်ရဲ့အမြင်ကျွန်တော်ရဲ့တုံ့ပြန်ချက်ပါဒီဖိုရမ်မှာအဓိကထားပြီးကြည်ကြဲပြပြန်ပြောခဲ့ကြတဲ့ကိစ္စကရွေးကောက်ပွဲကျင်းပဖို့ပါပြည်သူအများစုရွေးကောက်တင်မြောက်ထားတဲ့အစိုးရစီကနေအာဏာသိမ်းထားတဲ့စစ်ကောင်ဆောင်ကလည်းရွေးကောက်ပွဲကိုဒီနှစ်ကုန်နဲ့နောက်နှစ်ဆန်းပိုင်းမှာကျင်းပမယ်လို့ပြောထားပါတယ် ဝေဖန်သူတွေကတော့စစ်ကောင်စီရဲ့ယူကောက်ဝဲကော်မရှင်အောက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ARD စတဲ့လူလူထောက်ခံမှုရထားတဲ့နိုင်ငံရေးပါတီတွေပြန်မပါတာကိုထောက်ပြကြပါတယ်။ငញ្ញိုင်းဖိုရမ်ကိုတက်ရောက်ခဲ့တဲ့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကုတ်ကိုကြီးကတော့အခုကျင်းပမဲ့ရွေးကောက်ပွဲဟာအသွင်ကူပြောင်းရေးရွေးကောက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။အဲ့တော့ရွေးကောက်ပွဲဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်တို့အာနာတုံးရဲ့ဝေဝီခြင်းသုံးတဲ့ပုံစံပေါ်လာမယ်။ယင်းရဲ့ဖြစ်စဉ်ကိုရုပ်အဝဲအလွန်ဆက်လက်ဆောင်ရွက်တဲ့အခါမှာတောက်တော်ကာကိုယ်ဦးစီးချုပ်ပြောင်းတဲ့ရဲ့ဆုံးဖြတ်ခြင်းနဲ့ဆောင်ရွက်တာဟုတ်တော့ပဲ။ကျေတက်နဲ့ကျန်တဲ့ပုံစံဖြစ်လို့ဒါကြောင့်ဒီရုပ်အဝဲဟာ transitional election ဆိုအတူကူပြောင်းကြီးရုပ်အဝဲဖြစ်တယ်လို့ကျွန်တော်တို့ခံယူတာဖြစ်ပါ။ဒီချက်တွေနဲ့ကျွန်တော်တို့ကျေကျေပြပြရှင်းပြခဲ့တော့ ဒါအပြင်ရွက်ောက်ဝဲပြုလုပ်မဲ့ဒေသနဲ့ရွက်ောက်ဝဲပြုလုပ်မဲ့ကာလတွေမှာ6လဒါမှမဟုတ်တစ်နှစ်လောက်စစ်မှုထမ်းစင်းရင်ကောက်တာကိုခဏယထားဖို့ကိုလည်းအကြံပြုခဲ့ကြောင်းပါဝင်ထိုက်သူများအစုအဖွဲ့ကဒေါညညိုတရားပြောပါရယ်ဒါပေမဲ့1990ရွက်ောက်ပွဲတွေက အနိုင်ရခဲ့ပြီးလူထုထောက်ခံမှုရခဲ့တဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ARD အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်ကတော့2008အောင်မှာကျင်းပမဲ့ရွက်ောက်ပွဲဟာအတူရောင်သာဖြစ်ပြီးတော့ အာနာသိန်းကာလာအကြရှိလာတဲ့စစ်တပ်ကရွေးကောက်ပွဲကိုတုံပြီးထွက်ပေါက်ရှာတာဖြစ်တယ်လို့သုံးသပ်ပါတယ်။ဒီဒီလူငယ်တွေကိုအတက်ခဲခဲတဲ့ဟာကိုခဏရထားပြီးမှရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာလုံးနဲ့တော့ဒါမှတော့ဖြစ်လာမှာမထင်ဘူး။ဆိုတော့စစ်တပ်ရဲ့အခန့်ကဏ္ဍလုံးဝနေပြီးရှော့ရှာပြရမယ်။ဒီမှာတောင်းရှိတဲ့လုံးဝနေပြန်ကြောင်းလဲပြမယ်ပေါ့ဗျ။တောင်းရှိကိုဖြတ်သိမ်းပြီးတော့ကျွန်တော်တို့အဲအဖြစ်တစ်ခုပေါ့နော်။အဲ့ဒါကတော့ နိုင်ငံမှာရှိနေတဲ့တကယ်စိတ်ဟုတ်တာလေတကယ်ဒီကျော်အခုချိန်မှာနေပြီးတော်လိုင်းရဲ့ပတ်စီကိစ္စများလာတယ်တကယ်အလုံးလုံးနေတဲ့လူတကယ်နိုင်ငံပေါ်မှာစေနာရှိပြီးတော့ပြည်သူတွေနဲ့ဆက်တူကြတဲ့လူတွေပါလာဖို့လိုရကြအခုကလော်ဘီအုပ်စုနဲ့နေလို့နေတယ်လို့ပြောရမှာပေါ့ဒါအပြင်အခုညဉ့်ညိုင်းဖိုရမ်ကိုတက်ရောက်လာတဲ့အဖွဲ့အစည်းတွေကစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်နေတာမဟုတ်ပဲတော်လိုင်းပုံပြတ်တဲ့အုပ်စုဖြစ်ပြီးတကယ်တိုက်နေတဲ့သူတွေနဲ့မဆွေးနွေးပဲ ငញ្ញံရေးဖြစ်လာမှာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်။အခုကျင်းပခဲ့တဲ့ငញ្ញံရေးဖိုရမ်ကိုစစ်တပ်နဲ့တိုက်ပွဲဖြစ်တာမရှိတဲ့တိုင်းသားလက်နက်ကိုင်တွေနိုင်ငံရေးပါတီတွေအပြင်နိုင်ငံတချို့ကပညာရှင်တွေစစ်တပ်နဲ့နှိစက်တဲ့အဖွဲ့တွေအပါအဝင်လူပုဂ္ဂိုလ်250ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။စစ်ကောင်စီတပ်ကတော့တိုင်းသားလက်နက်ကိုင်တွေကိုလက်နက်စွန့်ပြီးငញ្ញံရေးဆွေးနွေးကြမယ်လို့အကြိမ်ကြိမ်ဖိတ်ခေါ်နေတယ်လို့ 2025ခုနှစ်ဒီဇင်ဘာမှာ2008ဖွဲ့စည်းပုံအောက်ကနေယူကောက်ပွဲကျင်းပမယ်လို့ပြောထားပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးမြန်မာအာဏာသိမ်းစစ်ကောင်စီကအရှေ့တီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်လာမယ့်အပေါ်ကက်ွက်ကြောင်းအာဆီယံအကူထားကမလေးရှားနိုင်ငံကို တင်ဝင်စပို့အသိပေးထားတယ်လို့ထိုင်းအခြေဆိုင် Thai PBS World သတင်းဌာနကဇူလိုင်လ2ရက်နေ့မှာရေးသားဖော်ပြပါတယ်။ အာဆီယံဥက္ကဋ္ဌကိုပေးပို့တဲ့အစမှာတီမောနိုင်ငံဟာအာဆီယံအခုဝင်နိုင်ငံဖြစ်ဖို့အတွက်တခြားနိုင်ငံအတွင်းရေကိုမဆွက်ဖက်ရဘူးဆိုတဲ့စီမင်းစည်းကမ်းကိုချိုးဖောက်တယ်လို့စစ်ကောင်စီကရေးသားဖော်ပြထားတယ်လို့ဆိုပါတယ်။ဒါအပြင်အရှေ့တီမောနိုင်ငံအနေနဲ့အာဆီယံရည်တည်ချက်နဲ့ဆန့်ကျင်ပြီးပဋိပက္ခဖြစ်နေတဲ့အဖွဲ့အစည်းတွေနဲ့ဆက်ဆံတာကိုရှောင်ဖို့တိုက်တွန်းထားတယ်လို့ဆိုပါတယ်။ စစ်ကောင်စီရင်ညိုတဲ့အဖွဲ့အစည်းတွေဟာအမျိုးသားညီညွတ်ရေးအစိုးရအယူကြီးနဲ့စစ်အာဏာသိမ်းတာကိုစန့်ကျင်နေတဲ့တော်လှန်ရေးအဖွဲ့တွေကိုဆိုလိုတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်မေလတည်းမှာပြုလုပ်ခဲ့တဲ့ ာဆီယံထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကလာမယ့်အောက်တိုဘာမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးမှာတီမောနိုင်ငံကိုစစ်တနိုင်ငံများအဖွဲ့ဝင်အဖြစ်လက်ခံဖို့သဘောတူခဲ့ကြပါတယ်အရှေ့တီမောနိုင်ငံရဲ့ခေါင်းဆောင်တွေဟာမြန်မာ့နှွေဦးတွန်လင်းရင်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကိုပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးနေတဲ့နိုင်ငံဖြစ်ပါရဲ့ရှင်။ ပင်လောင်မြို့နယ်ကဆောင်းပြောင်းကျေော်မှာပြည်သူတွေပြန်လည်နေထိုင်နေကြပေမဲ့လူငယ်တွေစစ်မှုလေးထမ်းရပြီးစစ်မှုတန်းအသုံးစရအတွက်လေးပေးနေရရဲလို့ဒေတာခန်တွေကပြောပါရယ်။နင်းနင်းတင်ပေးပို့ထားပါရဲ့ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းမြောင်ကျေးရွာမှာစစ်ပွဲတွေညင်သွားပြီးတဲ့နောက်စစ်ပေးရှောင်နေရတဲ့ပြည်သူအများစုကနေရပြန်နေထိုင်နေကြတာပါ နေရပြန်နေထိုင်နေပေမဲ့လူငယ်လူရွယ်တွေကစစ်မှုထမ်းရပြီးစစ်မှုထမ်းတွေရဲ့အသုံးစရိတ်အတွက်လည်းတအိမ်ကိုငွေကျပ်၈သိန်းခွဲပေးရတယ်လို့ဒေသခံတွေကပြောပါတယ်။အကော်လိုနီပါတော့ပြန်နေနေကြပြီးလူရွယ်အသေးစိတ်တော့မတရားသေးဘူး။အရှိုးလူငယ်တွေဆို PNO စစ်သားစုဆောင်ရေးထဲလဲဝင်ရသေးတယ်။အဆက်လဲစစ်ထဲဝင်တဲ့စရိတ်ဆိုပြီးစစ်သားဝင်ချင်း၈သိန်းခွဲပေးနေရတယ်။အိမ်တိုင်းလို့လို့ပဲ။တချို့ကတော့စစ်ထဲမဝင်လဲရွာကိုကဲဆောက်တာတို့ဘာလို့လုပ်နေရပါတယ်။ ။စောင်းပြောင်းမှာမေလ18ရက်နေ့ကနေစပြီးစစ်ကောင်စီတပ် PNO ပြည်သူ့စစ်နဲ့တော်လိုင်းအင်အားစုတွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲညင်သွားတဲ့ဇွန်လပထမပတ်ကနေစလို့ဒေသခံတွေစစ်ဆောင်နေရင်းကနေနေပြန်နေထိုင်နေကြတာပါ။နေရပြန်နေထိုင်နေပြီမဲ့နေအိမ်မီးလောင်ပြစ်သွားသူတွေကတဲအိမ်နဲ့နေထိုင်နေကြရပြီးစီးပွားရေးလုပ်ငန်းစတာဖို့လည်းအဆင်မပြေဘူးလို့ပြောပါရတယ်။ခုချင်းစီးပွားရေးဘယ်လိုလုပ်လို့လုပ်လို့ရမလို့ဒီကမှာပဲဒီနေ့စားပြီးစိတ်စားတာပဲရှိတယ်။ လိုပဲတော်မှပြီးသင်ပြအောင်လုပ်ရတာပဲအဲ့တော့မှဒီကျွန်တော်တို့မိသားစုဝင်တယောက်ပါသွားတယ်သူကစတားတော်ကြီးကောင်းဆုံးသူကလည်းဘောလုံးခံပေးရမယ်ဆိုလို့ပတ်စံတစ်ခုတော့ကိုယ်ရင်ဆိုင်ထားပြီပေါ့နော်ကျွန်တော်တို့မပြီးနိုင်ဘူးအဲသုံးနေတော့အရင်ပြီးထားတယ်ဟိုသူဆိုင်ထားပြီလေခဏပဲလေးစတဲ့ဟာကိုသူကထက်တောင်းနေတယ်ချက်ထက်လေးဝင်ပြီးရတယ်ပဲပတ်စံလေးပြီးခဲ့ရဲဆိုတော့သူတို့လုံးလုံးရမတရားဘူးကွာဘာမှမတရားဘူးကိုယ်တော်လေးပြည့်ပြည့်နေသူတို့လေး စစ်30ရက်အတွက်စစ်သားစုဆောင်ရေးခေါင်းဆောင်ကခဏဆိုင်ပေးတဲ့ဆိုပေမဲ့ဇက်ပြန်တောင်းနေတဲ့အပြင်စီးပွားရေးလက်ပိုင်ဆက်တော့ဖို့လည်းအဆင်မပြေဘူးလို့ပြောပါတယ်။စောင်းပြောင်းမှာအင်ဂျီတထောင်ကျော်ရှိပြီးစစ်ကြောင်ထွက်ပြေးတွေးဆောင်နေရတဲ့အချိန်ပစ္စည်းတွေအခိုးခံရတဲ့အပြင်စစ်ကောင်စီတပ်ရဲ့လေကြောင်းကနေပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံသီးချတိုက်ခိုက်တာတွေကြောင့်နေအိမ်များစွာပျက်စီးရပြီးပြည်သူတွေလည်းစားဝတ်နေရေးအတွက်အကူအညီတွေလိုအပ်နေသေးတယ်လို့ပြောပါတယ်။ဒီမှာနင်းနေမှာ ို့မှာလိုင်စင်မဲ့ဆိုင်ကယ်မော်တော်ယာဉ်တွေကိုဖမ်းဆီးနေတာကြောင့်ပြည်သူတွေခရီးတော်လာရမှာအဆင်ပြေစေဖို့မထာတရင်လိုက်တွေပြေးဆွေးနေပေမဲ့စီးနင်းသူမရှိဘူးလို့မြို့ခန့်ပြည်သူတွေကပြောပါရယ်အောက်ခက်သတင်းပေးပို့ထားပါရဲ့ရှင်မေလာနေစရင်ကနေပြည်တော်မှာပြစ်လုတဲ့စစ်ကောင်စီဖွဲ့ရဲ့လုပ်ငန်းညီနိုင်အစည်းအဝေးမှာစစ်ကောင်းဆောင်က လိုင်စင်မဲ့ကားနဲ့လိုင်စင်မဲ့ဆိုင်ကယ်စီးနေတာတွေကို ဖော်ထုတ်ဖန်ဆီးဖို့ညွှန်ကြားခဲ့ပါတယ်။ဒါကြောင့်ဂျွန်လာဒီယန်နီကစတင်ပြီးကင်မီနယ်တွင် နိုင်စင်မဲ့မော်တော်ဆိုင်ကယ်နဲ့နိုင်စင်မဲ့ကားတွေဖန်ဆီးခဲ့ပါတယ်။နိုင်စင်မဲ့ယာဉ်တွေကိုဖန်ဆီးခဲ့တာကြောင့်ပြည်သူတွေခီးသွားလာရမှာအဆင်ပြေစေဖို့ဂျွန်လာ23ရက်နေ့ကစတင်ပြီးစစ်ကောင်စီလက်အောက်ခံကင်မီနယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရဲ့ကြီးကြပ်မှုနဲ့ဖန်မျိုးနဲ့မော်တော်ယာဉ်လိုင်းမောင်းလုံးထိန်းသိမ်းရေးကော်မတီကယာဉ်လိုင်းတွေပြေးဆဲခဲ့ပေမဲ့လက်တလုံးမှာစီးနင်းသူမရှိဘူးလို့မြို့ကန်ပြည်သူတွေကပြောပါတယ်။ ဟုတ်ကဲ့မြို့တွင်းမြို့တွင်းဆွဲတဲ့ line တွေကကားတွေကတော့ခီးသွားတဲ့အဆင်မပြေဘူးပေါ့နော်မဖြစ်လေလဲဆိုတော့သူတို့ကကားတွေလူပြေးမှသွားတယ်ဆိုတော့အရင်လူတဲ့လူတွေအတွက်တော့ခီးသွားတာအဆင်မပြေဘူးအဲ့ဒါကြောင့်မလို့အိုးဝေးတွေပဲအသုံးပြုတာများတယ်ပေါ့နော်အိုးဝေးတွေပဲစီးတာများတယ်ဒီ line ကဆွဲပြေးခြင်းအားဖြင့်ပြည်သူတွေအတွက်တော့သိပ်ပြီးတော့အသုံးမဖြစ်ဘူးပေါ့နော်လူပြေးမှစီးရတယ်ဆိုတော့အချိန်ကြာမြင့်နေအရင်အရေးပေါ်လူတဲ့လူတွေအတွက်တော့အဆင်မပြေဘူးပေါ့ နေပိုင်းစည်းသွားတဲ့ချိန်နေတော့ပဲပြေးဆွဲတယ်ဆိုတော့လိုအပ်တဲ့ချိန်နေသွားဖို့ရာမရှိဘူးဆိုတော့ဗောနော်အဆင်မပြေဘူးဗောပြည်သူတွေတက်မထဘရင်လိုင်းမျိုးကိုမြို့ပြင်ထောင်ရက်ကွက်ကနေမြို့ရင်းရေပေါ်စေးမြို့မစေးတီခီးစင်တဲ့ကြောင်းမြို့ပြင်လာကမြင်စေးကနေမြို့မစေးနဲ့ရေပေါ်စေးတီခီးစင်တဲ့ကြောင်းလှည့်လည်ပြေးဆွဲနေပါတယ်ခီးစင်တစ်လျှောက်ကရင်မှတ်တိုင်းဒီမှာ9မိနစ်ရန်သားပေးမှာဖြစ်ပြီးလူတယောက်ကိုထောင်ကျက်နေရင်လိုင်းကြောင်းနဲ့ကြောင်းနေပြေးဆွဲနေပါတယ် ဖယံမြို့မှာ အသက်သက်ရင်လိုင်းထဲအိုးဝေစင်းင်းသူများပြားတယ်လို့မြို့မြို့ဟာတွေကပြောပါတယ်။မအားသာသာဆိုတော့အကားကောင်းစီမရှိတဲ့ဘူး။ငိုရှိတဲ့လိုင်းကားတွေပဲလေ။အဲ့ဒါအိုးသူဟိုဟိုသတ္တိသတ္တိရှိတဲ့ကူ။လမ်းကြောင်းတို့ကလင်းကားဖြည့်စည်းဘာလို့ကားမရှိကြ။ဒါဆိုအော်ဘီဝါတော့တဲ့ရင်မလွယ်တော့မလွယ်တော့ဆိုတော့ဒီမှာအိုးဝေသုံးမင်းနဲ့တအားများတယ်လေ။ဒီအိုးဝေသုံးမ ဆင်ပြီးဆွဲနိုင်မလားပေါ့။မြူရင်းလိုက်ကြတော့ तू ကလမ်းတစ်ပွားကိုရှိမယ်လေ။ဟိုမှာပြည်တော်စုပြည်တော်စုကနေဈေးဈေးကနေပြီးတော့မဲပေါ်မဲပေါ်လိုက်တယ်ဒီလမ်းကြောင်းတစ်ချောင်းပဲရှိမယ်လေ။ဟိုကအိုးရကြောင်ကြီးကြောင်သားဟောညာအကုန်လုံးကုလို့ကိုသွားလာနိုင်တယ်လေ။အဲ့တော့ကွာချက်ကအများကြီးကွာသွားတော့ပေါ့။အိုးဝေပဲရှိတယ်ကွာသွားနေတာ။နောက်ဆက်သွင်းဈေးတော့စကားပြောသေးတယ်။ မြန်မာတိုင်းနယ်ဆက်မြောက်ပြည်မြို့ကတဆင်မတ္တနိုင်ငံလုံးကိုလိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ကုန်စည်တွေဝင်ရောက်ဖို့လက်နက်ကင်ဖွဲ့စည်းတွေဌာနဆိုင်ရာတွေကိုငွေကြေးဆောင်ပြီးအ धिक တင်လွှင့်နေတာလို့ဒေသခံတွေကပြောပါတယ်။ကီမီနယ်အတွင်းလိုင်စင်မဲ့ဆိုင်ကယ်မော်တော်ယာဉ်တွေနဲ့တရားဝင်ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုပါဖမ်းဆီးနေတာကြောင့်ကုန်စည်လုံးတွေမြင့်တက်နေတယ်လို့သိရပါတယ်။ကျွန်တော်အောင်ခံပါ ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်ကနေရေကုန်မြို့ကိုတော်တဲ့ရခိုင်လူငယ်အယောက်90ကိုစစ်ကောင်စီကပုဂိုးတိုင်းပြည်မြို့မှာဖမ်းဆီးခဲ့ပြီးစစ်မှုထမ်းတင်နှန်းကိုပို့လိုက်တယ်လို့ဖမ်းဆီးခံရသူတွေနဲ့နှိဆက်သူတွေကပြောကြားပါတယ်။ဇွန်လ25ရက်နေ့မှာအယောက်20နဲ့28ရက်နေ့မှာအယောက်30ကိုစစ်ကောင်စီကပြည်မြို့နဝရီတရားခိုင်မှာဖမ်းဆီးခဲ့တာဖြစ်ပြီးပြည်မြို့အခြေဆိုင်အမှတ်950ကိုအလုံးယုံတက်ခွေမှာထိန်းသိမ်းထားကအဲ့ဒီကနေတဆင့်စစ်မှုထမ်းတင်နှန်းကိုပို့တာဖြစ်တယ်လို့ဆိုပါတယ်။ ဖဲစည်းခံရသူတွေအထက်မှာရေကုံမှာပညာသင်ဖို့တောကြသူတချို့နဲ့ပြပထွက်ပြီးအလုပ်လုပ်ဖို့တောကြသူတွေလည်းပါဝင်တယ်လို့တောက်ကုတ်မြို့ခံတယောက်ကပြောပါတယ်။စစ်ကောင်စီဟာခိုင်းပြည်နယ်ကနေပြမဘက်ကိုထွက်ခေါ်ကြတဲ့လူငယ်တွေနဲ့လူလယ်ပိုင်းတွေကိုလမ်းမှာဖဲစည်းတာတွေပြုလုပ်နေပြီးမကြာခဏဆိုသလိုစစ်မှုထမ်းတဲ့ကိုပို့ဆောင်တာတွေရှိနေလို့ဆိုပါတယ်။ အရခတက်တော် A ကလေရခိုင်ပြည်နယ်အတွင်းကအကြောင်းမဲ့ထွက်ခေါ်ကြတဲ့လူတွေကိုစစ်မှုထဲဥပဒေအရကန့်သက်တော်မယ်လို့မေလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ကရင်ပြည်နယ်မှာရှိတဲ့စာတင်ကျောင်းတွေကလေကျောင်းရန်ကျောင်းကနေပညာသင်ကြားနေရပြီးစာတင်ကျောင်း600ရောက်ဝန်းကျင်အတွက်ဖက်စာအုပ်တွေလည်းလိုအပ်နေပါတယ်။နင်းနင်းတရင်ပေးပို့ထားပါတယ်ရှင်။ကရင်ပြည်နယ်မှာရှိတဲ့မြို့နယ်တွေမှာ ာသင်ကျောင်းပေါင်း600ရာနေပါရှိပြီးစာသင်ခန်းတစ်ခန်းမှာဖတ်စာအုပ်တုပ်ကိုကျောင်းသား၄ရက်ကဝိုင်းကြည့်နေရတာဖြစ်လို့ကျောင်းသားတွေနဲ့ဆရာဆရာမတွေအတွက်ခက်ခဲတွေရှိနေတာပါ။ကရင်ပြည်မှာစာသင်ကျောင်း600ရာနေပါရှိပြီး KG ကနေထက်တန်းအထိကျောင်းသူကျောင်းသား6000ကျော်ရှိနေပေမဲ့ဖတ်စာအုပ်လိုအပ်ချက်တွေကကြီးမားနေတယ်လို့စစ်ဆောင်တွေကိုကူညီပေးသူတွေကပြောပါတယ်။အဓိကတော့ဒီဖတ်စာအုပ်မလုံလောက်မှုတွေစာရေးကိရိယာ လောက်လောက်မှုရအများကြီးပဲဒီစုအချောင်းလေးဆိုတဲ့တခန်းလုံးဒီမှာပတ်တော်နှစ်ဆောင်လောက်ပဲရှိသေးတယ်အဲ့အောင်မှာတခန်းလုံးကအများကြီးကြီးကြရဲဆိုအနေထားစီကိုဖြစ်နေရလေးတွေ့ရတယ်ပေါ့နော်အဲ့အရာလေးလိုအပ်ချက်ဖြစ်နေအဲဒီကအဆိုးအဝါဆိုတော့ကလေးတွေကအချောင်းလေးမှာစာသင်လို့မရဘူးဒီစစ်ကောင်စီရဲ့လေချောင်းကချိန်ချောမှုတွေကြောင်းအချောင်းလေးကအကုန်အလွတ်တွေထားထားရတယ်နီးစက်ရရွာရဲဘက်မှာရှိတဲ့အိမ်ဒီမှာအများကြီးတော့စာသင်ခန်းမှုတဲ့နေရာတွေပေါ့နော်လိုချင် မထဲနေရာတွေမှာအမျှပြီးတော့အခန်းတွေခွဲပြီးတော့သင်ကြားရတဲ့ကျောင်းမှာအစားပြတဲ့ကျောင်းမှာစာမသင်ရတဲ့ဒုက္ခတွေပြီးဆိုရင်ကျောင်းရမှုတွေကတော့နေ့တည်းတူဝင်ဆိုင်နေရပါတယ်။ကျောင်းဖွင့်ရသည်ဖြစ်ပေမဲ့စစ်ကောင်စီလေကျောင်းရံကိုကြောက်ရတာကြောင့်စာအုပ်ခိုးတင်နေရတဲ့အပြင်ဖတ်စာအုပ်တွေဆိုရင်လည်း KG ဖတ်စာအုပ်တစုံကို6000ကျက်ကနေစလို့အတန်းမြင့်လေဈေးမြင့်လေဖြစ်တာကြောင့်အထက်တန်းဖတ်စာအုပ်တွေက3000ကျော်အထိရှိနေကြပါဖတ်စာအုပ်မပြည့်စုံတဲ့အတွက်စာသင်ကြားရမှာလည်းအခက်အခဲတွေကြုံနေရတာကို စာတင်ကြပေးနေတဲ့ဆရာမတယောက်ကပြောပါတယ်ဖတ်စာအုပ်ကဆရာမတွေကိုင်းဖို့ပဲရှိတော့ကလေးတွေကစာတင်ရင်ဖတ်စာအုပ်မပါတော့ကြည့်ဖို့မရှိဘူးဆရာမတွေက white book မှာရေးပြီးတချောင်းချင်းစီရေးပြနေရတယ်ဒီတိုင်းတင်လို့မရဘူးလေတစ်နေ့တစ်နေ့အလူရှင်ကလည်းနည်းလာတယ်ဖတ်စာအုပ်မရှိတာကဆရာဆရာမတွေအတွက်လည်းခက်ခဲတယ်ကျောင်းသူကျောင်းသားတွေအတွက်လည်းတအားကိုမှခက်ခဲတယ်လူတွေခရီးပန်းနိုင်ကိုအမြန်မသွားနိုင်ဘူးရေးရတာကတစ်ချိန်ပြီးရင်အပေါ်ကလေရင်တွေကြောက်ရတာနဲ့ဆိုတော့ကျောင်းခွင့်ရရလည်းမလွယ်လောက်ဘူးပေါ့ အလူရှင်တွေကလည်းပါလာရလေကလေးတွေကလည်းသူတို့ကိုယ်တိုင်မွေးနိုင်ကြဘူးကလေးငယ်တွေကအခက်ခဲတွေကြားကနေပညာသင်ကြားနေရပြီးမိသားစုဝင်များရဲ့အိမ်တွေမှာကျောင်းစရိတ်မတက်နိုင်တာကြောင့်အတန်းကြီးသူတွေကကျောင်းထွက်ရတာမျိုးတွေလည်းရှိနေပါတယ်ဒီနေ့ဒီနေ့မှာစပေးဆောင်ပြည်သူ3သိန်းကျော်ထိရှိနေပြီးအသက်16နှစ်အောက်ကလေးငယ်တွေက3သိန်းကျော်ပါဝင်ကပညာသင်ကြားဖို့အတွက်ကျောင်းစရိတ်မတက်နိုင်တာဖက်စာအုပ်နဲ့တင်ထောက်ကူတွေလိုအပ်နေတာမျိုးတွေလည်းရှိနေပါတယ်။ကျမနင်းနင်းပါ အခုဆက်လက်ပြီးနိုင်ငံတကာသတင်းကိုပြောပြပေးပါမယ်။ဘမ်ဘေး beautiful bay လို့နာမည်ပေးထားတဲ့ American သမ္မတ Donald Trump အဆိုရရဲ့အခွန်နဲ့အသုံးစရဲ့ဥပဒေချမ်းကို အင်ကာနေမှာ American အထက်လွှတ်တော်ကအတည်ပြုခဲ့ပါတယ်။ဒီဥပဒေမူကြမ်းကြောင့်2034ခုနှစ်အထိ American ဒေါ်လာ3.3 trillion လောက် လုံငယ်ပြနိုင်မှာလည်းဖြစ်ပါတယ်။ တလင်းလာနေမနက်ကစားခဲ့တဲ့မာယွန်တဲစကရေလူပြိုင်ပွဲမှာ Republican တွေထိန်းချုပ်ထားတဲ့အထက်လွှတ်တော်ကဥပဒေကြမ်းကိုထောက်ခံမဲ50တမဲကဲကွက်မဲ50နဲ့အတည်ပြုခဲ့ပါတယ်။ American ဒုသမ္မတ JD Best ကမဲခွေးဆုံးဖြတ်ပြီး50-50တရေရလေကိုချုပ်ဖြတ်ခဲ့တာပါ။ဒီဥပဒေထဲမှာနေဆက်လုံကြုံရေးကာကွယ်ရေးနဲ့စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာအသုံးစရိတ်တွေကျဲမာရေးစောင့်ရှောက်မှုတွေအာဟာရအစီအစဉ်တွေနဲ့လျှက်စစ်ကအထောက်အပံ့တွေကိုဖျက်တောက်တာတွေပါပါရရှင်။ နိုင်ငံတကာသတင်းကိုရှုစားခေကြရတာပါအခုဆက်လက်ပြီးအကစားသတင်းကိုတင်ဆက်ပေးပါမယ်ဘရာဇီးကလပ်လူမီနစ်ဂိုဒမာဖေဗီယိုဟာအီတလီဂိုဒမာကြီးဘက်ပွန်ဆယ်ချိန်တင်ထားတဲ့ဂူမပေးရတဲ့ပွဲအများဆုံးမှတ်တမ်းကိုကျော်ဖြတ်ပြီးဆယ်ချိန်တင်နိုင်ခဲ့ပါတယ်။ ဇူလိုင်တရက်နေ့နံနက်ပိုင်းကကစားတော်တဲ့အင်တာမီလန်နဲ့ကလပ်ကဘာဖလားပွဲစဉ်မှာဖလူမီနစ်ကငကိုကိုမရှိတဲ့အနိုင်ရရှိခဲ့ပြီးဂိုသမားဖေဘီယိုအတွက်ဂိုမပေးရတဲ့ပွဲ908ပွဲမြောက်အထိရှိလာခဲ့တာပါအသက်44နှစ်ရှိပြီဖြစ်တဲ့ဘရာဇီဂိုသမားဟာကလပ်ကဘာဖလားပြိုင်ပွဲအတွင်ဂိုမပေးရတဲ့ပွဲ3ပွဲအထိရှိခဲ့ပြီးဘက်ဖွန်ရဲ့စံချိန်ကိုလိုက်မိပြီးရက်ပါအတွင်းမှာပဲကြော့ဖြတ်နိုင်ခဲ့တာပါ ဘရာဇီးလည်ရွေးစေမဖြစ်ဘူးတဲ့သူဟာချက်ပီယယ်လစ်ဘောလူပွဲရောက်အင်တာမီလန်နဲ့ပွဲမှာလည်းလက်စွမ်းပြမှုတွေလှုံ့ဆော်နိုင်ခဲ့ပြီးတော့ထိတ်တဲအဆင့်စွန်းဆောင်ရရရှိခဲ့ပါတယ်။1996ခုနှစ်ကတည်းကကစားသမားဘောစတင်ခဲ့ပြီးဘရာဇီးကလပ်တွေမှာပဲကျင်လည်ခဲ့သူဖေဘီယိုဟာလက်ရှိအချိန်ထိပွဲပေါင်း1388ပွဲကစားထားပြီးပွဲအများဆုံးဆယ်ချိန်တင်ထားတဲ့အင်္ဂလိပ်ကဂိုသမားကြီးပီတာရှစ်တဲကိုကြော်ဖြတ်နိုင်ဖို့လေဆေးဝေးလောက်သာလိုအပ်တော့တာဖြစ်ပါရဲ့ရှင်။ ဒီပီပီရုံးမြင့်ကြရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်မကကီခိုင်ပါကျေးဇူးတင်ပါတယ်ရှင်